အားလုံးပဲမင်္ဂလာပါအာညီမနာမည်ကတော့မင်းမြန်မာညူခင်လို့ခေါ်ပါတယ်အာလက်ရှိမှာတော့ Karate ဝါသနာပါပြီး Karate ကိုလေ့ကျင့်နေရလို့ဖြစ်ပါတယ်အာဒီနေ့အတွက်ဗီဒီယိုလေးကတော့ကမ္ဘာတဝန်းလူကြိုက်များနေတဲ့ Karate ပြိုင်ပွဲအမျိုးအစား၅မျိုးအကြောင်းကိုပြပြပြောမှာဖြစ်ပါတယ်အာ Karate ကိုအာလုပ်နေတဲ့လူတွေတို့ကတော့ယဉ်နေပြီသားမစိမ့်တော့ဖြစ်မယ်ဆိုပေမဲ့အခုမှစပြီး Karate ကိုစတင်လေ့လာမယ့်လူတွေယူသွနေတဲ့ Karate Beginner လေးတွေတို့ကတော့ ဟောဒီလိုလဲရှိသေးပါလားဆိုပြီးတော့ karate အမျိုးအစားရဲ့အကြောင်းပြီးတော့ဘယ်လိုပြိုင်ပွဲဘယ်လိုလေ့ကျင့်မှုဘာတွေကွာချလဲဆိုတာကိုအာတည်သွားမယ်ပေါ့နော်ဒီဗီဒီယိုလေးမှာအဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးသွားတဲ့အခါမှာကိုယ့်ရဲ့ physical အရာကိုယ့်ရဲ့ကျန်းမာရေးအရာကိုယ့်ရဲ့ဒီ body တိဆောက်ပုံအရာကိုယ့်ရဲ့စိတ်ဓာတ်အရာကိုက်ညီမဲ့ karate ကိုအာလေ့ကျင့်နိုင်ဖို့အဆုံးဖြတ်နိုင်မယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြပါအောင် အဲတကယ်လို့အချက်လက်တွေမပြည့်စုံတာမျိုးလိုအပ်တာမျိုးရှိတာခဲ့ရင်ဒီဗီဒီယိုရဲ့ comment မှာလည်းရေးသွားပေးခဲ့လို့ရပါတယ်။ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်။ဟုတ်ပါပြီ။အဲ့ဒါဆိုတော့ဒီကဘာတပွဲမှာအဲနမကျော်တင်ရှာတဲ့ gradi ပြိုင်ပွဲမျိုးစားတွေကိုလေ့လာကြည့်ကြရအောင်ပေါ့နော်။ပထမဆုံးပြပြပြချင်တာတော့ WKF အကြောင်းဒုတိယကတော့ GKF Japan Karate Federation ပြောချေ KA INKO Kyokushin Karate မျိုးစားရေးအများဆုံးကျင်းပတဲ့ပြိုင်ပွဲ Karate Combat နောက်ပိုင်းဖြစ်ပေါ်လာတဲ့ Entertainment ဆန်တဲ့ Karate တက်ခဏီပေါ့နော်အဲ့တော့အဲအတခုချင်းစီကိုအရင်အသေးစိတ်မျိုးမဟုတ်ဘဲနဲ့နည်းနည်းတိကိုအာဟောဒီလိုလေးရှိတာပါလားဆိုပြီးတော့အဲသူတို့ရဲ့ကွဲပြားမှုတွေပြိုင်ပွဲပုံစံတွေကိုကွက်ကွက်ပြားပြားတိသွားရင်ဒီနေ့တော့က okay ပါတယ် နောက်မှတခုချင်းစီအတွက်ဗီဒီယိုတွေအသေးစိတ်လုပ်ပေးပါမယ်။အဲ့တော့ World Karate Federation ရဲ့ဟာလေးကြည့်လိုက်ကြရအောင်။ Competition category တွေခွဲထားမယ် Rules and Regulation သူရဲ့ကိုယ်ပိုင် Rules and Regulation ရှိမယ်။ပြိုင်ပွဲမျိုးစားက Kata Committee နှစ်မျိုးခွဲထားမယ်။ Kata Kata အတိုင်းဒါ Kata ရဲ့အမှတ်ပေးစီမံပညာပညာပေါ့။ပြီးရင် Committee ဆိုလဲလို့ပဲ။အဲ့တော့ Kata မှာမှာဘယ်လိုရှိမလဲ? May and Free May အမျိုးသားအမျိုးသမီးခွဲခြားရမယ်အမျိုးသားမမ individual ရှိမယ် team ရှိမယ်တူချင်းခတ်တာတူတယောက်တည်းကပဲဒီဒီခတ်တာကိုလုတ်လုတ်ပြရတာပေါ့နော် ပြန်ပွဲဝင်ရတယ်အဲအဖွဲလိုက်မှာကျတော့၃ယောက်ကနေပြီးဒီ synchronize ဖြစ်ဖြစ်ပေါ့နော်ဒါလုတ်ပြရတယ် female မှာလည်းအလားတူပဲ individual ရှိမယ် team ရှိမယ်ဒါကတော့ခတ်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ committee မှာကျတော့ဘယ်လိုရှိမလဲ committee မှာလည်းအဲ့လိုပဲအမျိုးသားအမျိုးသမီးခွဲခြားရမယ်အမျိုးသားမှာလည်း အမျိုးသားတမှုချင်းတိုက်ခိုက်ခြင်းအမျိုးသားအဖွဲလိုက်တိုက်ခိုက်ခြင်းရှိမယ်အဲအမျိုးသားအဖွဲလိုက်မှာကဒါအဖွဲလိုက်မှာသူကယောက်ျားလေးကြီးပဲယောက်ျားလေးကြီးပဲနော်ဝိတ်တန်းခွဲခြားမှုမရှိဘူးဒီအရရတော့ဟိုဥစားပြိုင်ပွဲဝင်ကန်နေပြီဆိုရင်ပြိုင်ပွဲဟိုကစားဒီကရတေးကိုဒီ WKF စတိုင်တိုင်းကစားမယ်လေ့ကျင့်ပြီးတော့ပြိုင်ပွဲဝင်မယ်ဆိုရင်တော့ဒီဒီဟာတွေကပို့ပြီးတော့တင့်တော်တယ်ပေါ့နော်လောဆယ်ကတော့ အကြံပြင်းလေးပဲပြပြပေးပါမယ်အဲ့တော့ individual committee တူးချင်း committee တိုက်ပြီးဆိုရင်အသက်အရွယ်လိုက်ခွဲမယ်အသက်အရွယ်လိုက်သဘောတရားက senior senior အတိုင်း junior junior အတိုင်း under 21 under 21အတိုင်းပြီးရင်ကဒတ်ဆိုတဲ့ကလေးတွေအပိုင်းလည်းရှိအောင်ပဲဗောနော်အဲ့တော့ senior ကိုမှမှ weight ပြန်ခွဲတယ် senior ရဲ့ weight ကဒီ weight ဒီ weight ဒီ weight တွေထဲမှာမှသူကဒီ weight တန်းတူတဲ့လူတွေပဲတိုက်ခိုက်ရမှာပဲဗောနော် တော့ဝိတ်တန်းတူတွေတက်ခဲတဲ့အတွက်အာအာသချက်တွေအများကြီးရှိပါတယ်အဲ့တော့ဒါကကြတော့ဒီ individual committee အတိုင်းပါပဲ female နဲ့အလားတူပဲတူတူပဲပေါ့နော်အများကြီးအဲ့တော့ video လေးရှိရောမှဆိုလို့ဒီတခုချင်းစီ WKF တခုတည်းအကြောင်းကိုပဲတည်တက်လုပ်တဲ့ video ကနောက်ထပ် video တည်တက်ထပ်တင်ပြပါပါမယ်ဒါတော့ဒီ community အတွက်လေ့ကျင့်နေတဲ့ပုံရိပ်လေးပေါ့နော် အဓိကတော့ explosive power ပောက်ကွဲအားတွေထွက်ရမယ်ညံမယ်တန်းမယ်အမြန်ဆုံးဒီ point ကိုဘယ်လိုအမြန်ဆုံးယူမလဲဆိုတဲ့ဟာတွေပြီး combination တွေဓာပင်းတာလက်ပင်းခြေတော်ခြေတော်ပင်းလက်ပင်းဒီဘက်ကိုထွက်ဟိုဘက်ကိုထွက်အဲ့လိုမျိုးဒီလူတစ်ယောက်ကအမြန်ဆုံးနဲ့သူ့ရဲ့ performance ကိုအမြန်အမြန်ဆုံးအလျင်မြန်ဆုံးတွားတဲ့လေ့ကျင့်ခန်းလေးနဲ့ပေါ့နော်ဒီ culture တော့ဒီခတ္တာပိုင်းပေါ့ခတ္တာမှာလည်း WKF ကတမထားတဲ့ခတ္တာအပုတ်ရည်ရှိမယ်အဲ့ဒီအပုတ်ရည်တွေကခတ္တာတွေအတိုင်းကိုပြန်မဝင်လို့ရတယ်တူချင်းတူချင်းလိုက်အဲ team team လိုက်အစားပြောခဲ့တယ်လို့မျိုးပေါ့နော်ဒါတော့ဒီ walk paris မှာ chimbare ပွဲတခုမှာ fight နေလူနေကြတာပေါ့နော် ောက်တစ်ခု JKF Japan Karate Federation ပေါ့နော်သူကလည်းအများကြီး WKF နဲ့မကွာဘူးဂျပန်ကဦးစီးတဲ့ Karate Federation ဖြစ်တဲ့အတွက်ဂျပန်နီးတိုင်းနေရှိမယ်ဒါပေမဲ့တော်တော်များများက WKF rule အတိုင်းနေများတယ်အဲចောင်းသားလူငယ်တွေအဆော့များတယ်ဘပ်ဆော့ဒီအာចောင်းရဲ့အကစားပွဲတွေမှာဒီ Karate ကိုသူတို့ဝင်ပြီဆိုရင်ဒီ JKF ကအသာစီးရဟာပေါ့နော်အဲ့တော့ GKF ပုံစံလေးလည်း okay ပါပြီ။ လေတန်းအထက်တန်းចောင်းသားလေးတွေရှင်ပြိုင်နေများတယ်ပြီးတော့ကလေးတွေဖြစ်တဲ့အတွက်ဒီကစားသမားကိုလုံးဝဟိုနည်းချင်အောင်ထိခိုက်မဖြစ်တဲ့အတွက်တေချာကပါလေးလှူထားတယ် rules တွေကအများကြီးတိတ်မပွားဘူးအစားကရှင်ပြခဲ့သလိုပဲအဲ double ပြောလို့ရတယ် hybrid လို့ပြောလို့ရတယ်ဘာလို့လဲတော့ double ဒီ sport type နဲ့ဒီ tradition type ကိုလုံးဝပေါင်းတာပါဆိုတော့သူတို့တကယ်လေးချင်းနဲ့ငငယ်သူတို့ကလေးဘွားတွေငငယ်တော့လေးချင်းတာ JK ဘက်တွေရမ်းများတယ် ဒါမဲ့ဒါတော့ဒီဂျပန်နေရာတိုင်းမှာသူဟာနဲ့သူပေါ့နော်သူဟာနဲ့သူကွဲပြားမှုလို့ရှိပါတယ်အတအကြီးတော့ပြောလို့မရပါဘူး ောက်တစ်ခု GK GK ရလည်းနာမည်ကြီးပဲဂျပန်ရဲ့ Shotokan လောက traditional karate ဆိုပြီးတော့အများစုကသတ်မှတ်ထားကြတယ်။ JKA ကဘာလို့နာမည်ကြီးလဲဆိုတော့သူရဲ့ technique တွေကို technique နဲ့ပဲသူရဲ့ physical အပိုင်းရောလေ့ကျင့်မှုအပိုင်းကိုဒီ technique တွေကလွဲပြီးတော့တခြားထူးထူးခြားခြားနဲ့လေ့မကျင့်ဘူး technique ကိုပဲအခက်ခက်ခါခါလေ့ကျင့်ပြီးတော့ကိုယ့်ရဲ့ speed ကိုယ့်ရဲ့ karate ကိုပို့ပြီးတော့မြန်လာအောင်မှန်လာအောင်တန်လာအောင်လုပ်တဲ့ ဟာပေါ့နော်ဒါပါအခုကတော့သူ့မှာလေ competition category ရှိမဲ့ rules and regulation သူ့ရဲ့ကိုယ်ပိုင် rules and regulation အရာသူပြိုင်ပွဲတွေကျင်းပါတယ်အဲ့တော့ခတ္တကွန်တီနှစ်ခုခွဲမယ်ခတ္တနဲ့ကွန်တီနှစ်ခုခွဲမယ်ပေါ့နော် sorry ခတ္တနကွန်တီခတ္တမှာလည်းအဲ့လိုပဲ individual ရှိမယ် team ရှိမယ် အဲ့ဒီပြန်ပွဲမှာ individual ပဲပါတာမျိုးရှိမယ်သူမဟုတ်ဒီတစ်ခေါက်ပြန်ပွဲကတော့ team အတွက်ကိုတည်တံ့ကျင်းပပေးတာမျိုးတွေကတော့အဲ့လိုမျိုးတွေရှိပါတယ် individual မှာလည်းအမျိုးသား individual အမျိုးသမီး individual ရှိမယ်အမျိုးသားမှာလည်းအမျိုးသားရဲ့အာအသက်အရွယ်လိုက်ခွဲခြားထားမယ်ဂျပန်မှာကျတော့သူကနေမူတာတန်းအလေတန်းအထက်တန်းအမူတာတန်းကလည်း6နှစ်မှာသူ့ရဲ့အရွယ်စားလဲပါတော့ကလေးတွေပြန်ဝင်ပြန်လို့ရတဲ့အသက်အရွယ်ကနေစပြီးဝင်ပြန်ကြမယ် အလေတန်းမှာကျတော့အလေတန်းပထမနှစ်ဒုတိယနှစ်တတိယနှစ်ရှိမယ်ပထမတန်းအဲ့လိုမျိုးနှစ်လိုက်ပြိုင်ကြတယ်အဲတက္ကသိုလ်ကျောင်းသားတက္ကသိုလ်ကျောင်းသားအတိုင်း general ဒီဘယ်လိုပြောရမလဲပုံမှန်ပေါ့နော်ဒီအလုပ်ခွင်နဲ့ဝင်သွားကြီးကိုရာတေကိုလည်းဆက်ဆော့နေတယ်အဲ့လိုမျိုးသူတွေအတွက်ဥမာဖြင့်ဒီအသက်24နောက်ပိုင်းပေါ့နော်တက္ကသိုလ်ကျောင်းသားတက္ကသိုလ်ကျောင်းသားလည်းမဟုတ်တော့ဘူးဆိုရင်ဒီ e pan general တွေကိုဝင်သွားတယ်ပေါ့နော် general တွေကိုဝင်ပြီးတော့ general တွေမှာ ပြန်ပွဲတွေဝင်ရတယ် over h ကြတော့ဒီအသက်အသက်ကြီးပိုင်းနေပေါ့နော်လောကကရာတေးကိုယူယူတူတူဆော့နေတယ်အသက်ကြီးွားလို့မဆော့နိုင်ဘူးပြန်ပွဲတွေဝင်နိုင်ဘူးဆိုတာဒီမှာမရှိဘူးလောကပြန်ပွဲတွေကသူ့အသက်ရွယ်လိုက်သူပြန်ပွဲတွေခွဲထားပြီးတယ်ပေါ့နော် okay တူတူပါပဲ female လဲအများကြီးကွက်ချမှုမရှိဘူးကွန်မတီလဲတူတူပဲအာတူတူပဲပေါ့နော်အဲ့တော့ โอเคအဲ့တော့ JK အတွက်ကလည်းဒီလောက်ပါပဲ JK ရဲ့နမူနာလေးတွေကိုလည်းပင်ဗီဒီယိုလေးနဲ့ပြပြပါမယ်ကီဟွန်ကီဟွန်ဆိုတာလုံးဝအတက်ဒီကီဟွန်ကိုပဲတနေ့တနေ့ကီဟွန်မပါမဖြစ်ထည့်ပြီးလေ့ကျင့်နေကီဟွန်ကိုပဲပို့ပြီးတော့မှန်ကန်ပို့ပြီးတော့တန်မာလောင်းလေ့ကျင့်ကြရမှာနော် ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းဒီလက်တွေချော့တယ်အာခေါင်းတခုအကုန်လုံးပေါ့နော်ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတွေကိုဒီကရာတီနီးစနစ်နဲ့ဘလို့အသုံးချပြီးဘလို့မြင်အောင်လုပ်မလဲ။ဘာလက်နှမမရှိဘဲနဲ့ဒီခန္ဓာကိုယ်ကိုအသုံးချပြီးတော့ဘလို့တိုက်ခတ်မှုကိုတစ်ပတ်သားကိုလုံးဝတိုက်ခတ်မှုတခုကိုဘလို့လုပ်မလဲဆိုတော့ဟာနေ့စဉ်နေ့တိုင်းနေကျင့်မျိုးပေါ့နော်။အာလုံးဝ strong ဖြစ်တဲ့ GK ရဲ့နီးစနစ်ပါ။ ကြည်ကြီးပြန်ပွဲရဲ့ခတ်တပြန်ပွဲပေါ့နော်ဒါအောက်ခြေပွဲလေးပါအဲ့တော့အောက်ခြေပွဲမှာ Hidden 125ကနေပြီးတော့ Dicky Shuren အထီးပြန်ရတယ်အဲ့ဒါကနေပြန်ပြီးတော့နိုင်နေလို့ ਆ မှာဗဇိုင်းကန်ကို MP Jion အဲ့ဒီကနေနိုင်တော့မှာတော့ကိုရဲ့ကိုပိုင်းတို့ခွေကတဆိုရဲကိုအပိုင်နိုင်ဆုံးခတ်တော့ကိုပြန်တယ်အဲ့တော့ Hidden 125လုံးဝမရတဲ့ဘင်းနဲ့ဘလို့မှ top ကိုမသွားဘူးဒီအောက်ခြေမှာလုံးဝအဆုံးဖြစ်ပဲအဲ့တော့ဒါတွေကိုဒါတိချပြန်ပြီးတော့ တေချာနိုင်မှပဲအမြင့်ဆက်တက်လို့ရမှာပါเนาะဒါတော့ခတ်တာပြိုင်ပွဲလေးဖြစ်ဖြစ်ပါတယ် ဒါတော့အဲကွန်တီပြိုင်ပွဲပေါ့နော် JK World Championship ပါပဲ JK ရပြလို့တဲ့ဟာပေါ့နော်ဒီဘလုံးပါဝင်ကြတယ်ရတ်နေတာပုံစံကတော့သူကအဖြူအနီးတုံးတယ်ပွင်းအနေထားကလည်းအပြာနဲ့အဖြူပဲတုံးတယ်တတ်မှတ်ထားတဲ့နေရာမှာအနီးဆိုအနီးတအစီလေးတားထားတယ်အဖြူဆိုအဖြူစီလေးတားထားတယ် လက်အိတ်ကကြတော့အဖြူလက်အိတ်တွေကိုပဲတုံးတယ်အဲတချို့ပွဲတွေမှာယောက်ျားလေးတွေကလုံးဝလက်အိတ်ကမတုံးတော့ဘူးเนาะခြေခြေကမရှိဘူးတက်ကနစ်တွေကတော့အများကြီးကွာခြားတာမရှိဘူးတက်ကနစ်တွေကတော့ဒီဂီဇာမီဂျက်ကူအချူရန်ဂျော်ဒန်ကော်လုံးဒီကစ်တွေရောပဲဗောနော်ဒါကတော့အမျိုးသမီးပွဲဒါလည်းဖိုင်နယ်ပွဲဗောနော် နောက်တစ်ခုကတော့ကြန့်ခိုင်တဲ့ဒီ physical အပိုင်းကိုလည်းကြန့်ကြန့်ခိုင်မယ်။ကိုလုံနိုင်တာတက်ပို့ပြီးတော့ပို့လုံမယ်ဆိုတော့လုံးဝကပအကျန်းဆုံး quality လို့သတ်မှတ်ခံထားရတဲ့ IK ကိုဒီ kick cushion အဲသူရဲ့ IKO ကတော့ International Karate Organization ပေါ့နော်ဒါပေမဲ့ Kyokushin ပံပွဲတွေကဒီမှာကျင်းပကြတယ်အဲ့တော့သူကလည်းလို့ပဲသူရဲ့ကိုယ်ပိုင် rules and regulation ရှိတယ်သူရဲ့ပြိုင်ပွဲဟိုဟာ category တွေရှိတယ်သူကလည်းခတ်တာကုမတီရှိတာပဲခတ်တာမှာဟိုယခတ်တာမှာလည်း individual ရှိမယ်အဲ့ဒါပေမဲ့ team ကတော့အများကြီးဟိုဒီပြိုင်ပွဲမျိုးစပေါ်မူတည်ပြီးတော့ team ခတ်တာရှိရမျိုးရှိမယ် team ခတ်တာမရှိရတဲ့ပွဲတွေလည်းရှိမျိုးပေါ့နော် individual ပဲမှာလည်းမေးမေးတိုင်း female female တိုင်းခွဲထားတယ်သူတို့လည်းသူတို့ဒီလိုမျိုးအာခွဲခြားထားတာရှိတယ်ကလေးပိုင်းကတက် junior ပိုင်း senior ပိုင်း master ပိုင်းနေအဲ့လိုမျိုးခွဲခြားပြီးတော့ပြန်ကြတယ်သူမဟုတ်သူကဘာလဲ black ဒီ dan နဲ့ပေါ့နော်ဒီကိုယ့်ရဲ့ကပကပ ayi ပေါ်မူတည်ပြီးရောလေ ီကပတ်ဥမာကပတ်အဝါသမားတွေဆိုရင်ကပတ်အဝါသမားတိတက်ပြိုင်ဘာညာအဲ့လိုမျိုးလည်းရှိရပါတော့။ female ဆိုလည်းအတူတူပါပဲလားတူပါပဲ။ community မှာလည်းလားတူပဲ။ရှိမယ်ပြီးတော့ဒီအမျိုးစားလိုက်အဲအသက်ရွယ်လိုက်ဝိတန်းလိုက်ရှင်ပြန်ကြရတဲ့မျိုးရှိမယ်။ကကရှင်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဒီပြိုင်ပွဲတွေကျင်းပနေတဲ့လူတွေတကယ်ပြိုင်ပွဲဝင်ပြိုင်နေတဲ့လူတွေ တကယ်လို့အာဒီမှာဖြည့်ဆွတ်ပြီးတော့ဗောနော်ဒီလိုလိုလေးရှိရဲပြပြပေးချင်နေဆိုလဲပြပြပေးတော့ပါအောင် littlelia.com ကဘာဘာမှာအကျန်းဆုံးအမိုက်ဆုံးဒီ karate style ဖြစ်နေပါတော့ပြင်းထန်ဆုံး karate style ဖြစ်နေနေမြေကျော်တယ်သူတို့လေ့ကျင့်တာကလည်း physical ပိုင်းကိုလုံးဝချင့်ချင့်ခံအောင်လေ့ကျင့်နေတကယ်ချရင်လည်းအတုံးကျုံ knockout လုံးဝဒီမှောက်လဲွားတဲ့မှဒါပြီးတဲ့ပွဲစနစ်ဒီပေါ့နော်လုံးဝခြေကန်ချက်တွေကတော့ ရန်ကိုမိုက်တဲ့ဟေကရာတီတမျိုးပဲပေါ့နော် ါတော့ကျရှင်ရဲ့တူချင်းဒီခတ်တာဒါလည်း final လူပွဲပါပဲသူတို့မလည်းသူတို့တတ်မှတ်ထားတဲ့အဲခတ်တာရှိမယ်အဲခတ်တာတွေကိုပြန်ပွဲဝင်ကြရဖြစ်ပါတယ် ရှင်မေဒီကောင်မှာတော့ kitchen အမျိုးသမီးပြန်ပွဲတွေသူလည်းအဖြူရဲ့အနီရခွဲထားတယ်အခင်းချင်းကတော့ဒါနည်းနည်းတိုင်းပါပဲအဲမျက်နှာကိုလုံးဝထိုးခွင့်မရှိဘူးခနာကိုကိုထိုးရရတယ်ပြီးတော့ kick and chat တွေအသုံးလို့ရတယ် description ပတ်သက်ပြီးတော့ပို့ပြီးနှစ်နှစ်ဆက်ဆက်တည်တဲ့ဆရာသမားများရှိရင်တော့အဲဒီ video လေးမှာပို့ပြီးတော့ဝင်ရေးတော့ပြစီရှင်ပါတယ် သူတို့ကလက်အိတ်မတုံးဘူးလက်အိတ်မတုံးဘူးခြေကမတုံးဘာမှဒီကားတွေတိတ်မရှိဘူー前蹴り西村西村は2度目の世界大会です。 この対戦相手ユロメンコのことを最も意識すると大会前語っていました優勝候補同士トーナメントの橋と橋。1番と166番の対戦になりましたそして油断出しました、はいいいですよね、ええ、よ西村得意の奥し,して膝 နောက်ဆုံးတစ်ခုကတော့ဒီ karate combat ပေါ့နော်။နောက်ပိုင်းမှာ karate ကို entertainment အနေနဲ့ရော full contact အနေနဲ့ရောခြားတဲ့ပြိုင်ပွဲပေါ့နော်။သူကလည်းသူ့ရဲ့ rules and regulation သူ့ရဲ့ category အလိုက်ရှိတယ်။ဒါပေမဲ့သူကြတာကခတ်တာလုံးဝမပါဝင် community ပဲပါဆိုတော့ fight လုံးဝ fight knock down ဖြစ်တဲ့ဒီ fight တယ်။မေးမေးတီတန်း female female တီတန်းခွဲတယ်။ အမ်မေပုံစံနဲ့ဝမ်ချန်ပီယံရှစ်ပုံစံနဲ့လောကအလဲကွဲအသေးကြီးထူးတဲ့ပွဲပေါ့နော်နောက်ပိုင်းတားရှိဖြစ်လာပါတယ်အဲ့တော့ပြန်ပွဲအမျိုးအစားတွေကတော့ဒီလိုပါပဲဘာလဲသူအပြင်ရှင်ကိုပဲကြည့်ပါတော့ဒီလောက entertainment ဆက်စမော်ဒန်ကစ်ဆန်ဆန်လင်းရောင်းပြင်ဆင်ကိုလုပ်ထားတယ်အဲစိတ်ဝင်စားမှု လေတော်တော်တချို့လူတွေကြမှာပေါ့လောကအလဲကျဲအတီကျေထိုးမယ်ဆိုရဲလူတွေကြမ်းတမ်းကြိုက်တဲ့လူတွေကြမှာခက်စားတယ်ကီရမွေရမယ်ဒီသူတို့ရဲ့ fashion ပုံစံနေထားလဲအာသူတို့စင်ဟိုင်ပုံစံအလိုပေါ့ပေါ့နော်ကီရမွေရမယ်ကပရှိမယ်ရှော့ရှိမယ်ကျန်တယ်တော်တော်တော့ကျန်တယ် Wow, everything connected. Oh yeah, that was a be beautiful mix of punches and kicks. Huge debut for he's Elijah Reverell. Oh, steam in Ooh. Nunez, and you can ooh. see he's looking to drive forward again and land that right hand. We sort he's of knew that might that be wall. the game plan. He's got to get off that wall. Well, Villa ties up, and wow, Nunez pushes him down. Oh, inevitable. Uh -oh. Oh, oh, he's oh, feeling oh, not good. Oh. Yeah, no, now. whoa. Oh because yeah, he, he nice. can't walk. You know, he, I wasn't big. sure if he stumbled or if it was uh, if it was caused by the damage. Oh, oh nice beautiful knee Oh! <laughs> oh. I'm gonna get oh, <laughs> you. Oh, yeah, you wanna go? Okay. Yeah. <laughs> <laughs> like a rock and sock and roll. Oh, yes. Look, one body shot. Why not one body shot? Go. And lead back, right? <laughs> <head? laughs> oh. oh, nice shot. Nice he he's, got he's got him. he's got him. He's got he's him. He's, he's got, got him. Got got him victorious in his debut. Oh, wow, the the look at the blood. Slipped to the side, the and that face. thing hit so solid. It, when your head's on the ground, there's nowhere to go. It, it doubles the impact of the punch. Out of the blue corner, Mr. K.O. Jeremy